โอเคဒီမှာကြည့်နော်တခြားဖုန်းတစ်လုံးရဲ့ဖုန်းစကရင်ဖုန်းမျက်နှာပြင်ကိုကိုယ့်ရဲ့ဖုန်းထည့်ရနေပြီးတော့အခုလိုလိုက်ထိန်ပြီးတော့ခြိလို့ရတယ်ဗောနော်ဒီမှာပါစက်မှာတစ်ချက်ဝင်ကြည့်လိုက်မယ် okay เนาะတခြားဖုန်းသလုံးရဲ့ဖုန်းမျက်နှာပြင်ဖုန်းစကရင်ကိုကျွန်တော်တို့ဒီကိုယ့်ရဲ့ဖုန်းထဲကနေပြီးတော့အခုလိုလမ်းကြည့်လို့ရတယ်ပေါ့နော်ဒီနည်းလမ်းလေးကို TPD ကိုထဲမှာတင်ပြပေးမှာဖြစ်ပါတယ်ပါတယ်အလုံးမေးမိင်္ဂလာပါမစတာဆောင် YouTube channel နဲ့ Facebook page ကနေပြန်လည်ကြိုဆိုပါရစေ။ဒီဗီဒီယိုထဲမှာမိတ်ဆွေတို့ကိုမျှဝေပြီးတော့မယ့်နေလမ်းလေးကတော့တခြားတယောက်ယောက်ရဲ့ဖုန်း screen ကိုကိုယ့်ရဲ့ဖုန်း screen ဖုန်းမျက်နှာပြင်ပေါ်ကနေပြီးတော့မှအခုလိုကြည့်နိုင်မယ့်နေလမ်းလေးနဲ့ ကိုယ့်ရဲ့ phone screen ကိုလည်းတခြားတယောက်ယောက်ပေါ့နော်ကိုယ့်ရဲ့ငွေချင်းတွေစီကို share ပြီးတော့ကိုယ့်ရဲ့ phone screen ကိုကြည့်တဲ့ညီလန်းတွေကိုမျှဝေပေးတော့မှာပဲဖြစ်ပါတယ်။မိတ်ဆွေများအနေနဲ့စိတ်ဝင်စားနေဆိုရင် video ကိုဆောင်းအောင်ကြည့်ရှုတော့ဖို့ဖိတ်ခေါ်ပါတယ်။ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုကြည့်လိုက်ရအောင်။ Okay ပထမအဆုံးအနေနဲ့ phone screen အချင်းချင်းကြည့်မဲ့ဖုန်းနှလုံးထဲမှာကိုလိုအပ်တဲ့ software တစ်ခုကိုအရင်ဆုံး download ဆွဲယူထားရမှာဖြစ်ပါတယ်ဒီဘက်က ဖုန်းမှာဆိုလို့ရှိရင်ကျွန်တော်ဖုန်း B လို့ကျွန်တော် တက်မှတ်လိုက်မယ်ဒီဘက်ကဖုန်းဟာဖုန်း A လို့ကျွန်တော်တက်မှတ်လိုက်မယ် okay ဆိုတော့အရင်ဆုံးဖုန်း A မှာ Play Store ထဲကိုအရင်ဆုံးဝင်သွားလိုက်မယ်ဒါတော့ဖုန်း A ပေါ့နော် okay A ရဲ့ဖုန်းထဲကိုဝင်သွားလိုက်မယ်ဝင်ပြီးတော့ Play Store ထဲမှာကျွန်တော်တို့ software တစ်ခုကိုအရင် download ဆွဲယူလိုက်မယ် any deck လို့တစ်ချက်ရိုက်ချလိုက်ပါ okay a phone ထဲမှာဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာ any tag လို့တစ်ချက်ရိုက်ချလိုက်မယ်ဒီ any tag remote desktop ဒီ software လေးကိုကျွန်တော်တို့ရဲ့ဖုန်းထဲမှာ install လုပ်ပြီးတော့ down ဆွဲယူလိုက်မယ်။ဒီဖက်မှာလေးပဲအတူတူပေါ့နော်။ Play Store ထဲဝင်လိုက်မယ်။ Play Store ထဲကိုဝင်ပြီးတော့မှကျွန်တော်တို့ဒီမှာ AnyTech ပေါ့နော်။ဒီ AnyTech remote desktop လေးကိုကျွန်တော်တို့ရိုက်ချလိုက်မယ်။ပြီးတော့ကျွန်တော်တို့ဒီ AnyTech remote desktop software လေးကို install တင်လိုက်မယ်ပေါ့နော်။ ခုလိုဒီဖုန်းနှလုံးစလုံးမှာကိုကျွန်တော်နေနဲ့ဒီ AnyTech Desktop Software လေးကိုကျွန်တော် download ဆွေးယူပြီးွားပြီဆိုလို့ရှိရင်တော့ A ဖုန်းကနေပြီးတော့ဒီ B ဖုန်းကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအရင်ဆုံး A ဖုန်းထဲမှာကိုကျွန်တော်အရင်ဆုံးဝင်လိုက်မယ်ပေါ့နော် A ရဲ့ဖုန်းထဲကိုတစ်ချက်ဝင်လိုက်မယ် โอเค air phone ကို check clean နေပြီးတော့ဝင်လိုက်မယ်ပြီးရင် okay နေမယ်ဗောနော်โอเคဒီလိုလေးလာပြီဆိုလို့ရှိရင်တော့အခုလိုတူပြပေးတဲ့နေလဲအတိုင်းကိုကျွန်တော်လိုက်ပြီးတော့ထောက်ပေးလိုက်ဗောနော်โอเคဒီနေရာဒီမှာတူအခုလိုလေးလိုက်ပြပေးတဲ့ကျွန်တော်နေနဲ့ဘာမှလောက်เสียမလို့ဒီလိုလေးလိုက်ထောက်ပေးလိုက်ပါ โอเคဒီနေရာမှာ don't shoot this again ဆိုတဲ့နေရာမှာအမှန်ချစ်ကလေးနေမယ်ပြင် okay နေလိုက်မှာ Okay ဒါဆိုရှင်တော့အခုကျွန်တော်နေနေဒီဖက်က A ရဲ့ဖုန်းကိုအခုလိုထားထားလိုက်မယ်ဗောနော် A ကနေပြီးတော့ဒီ B ရဲ့ဖုန်းကိုကြည့်မှာဖြစ်တဲ့အတွက်ကြောင့်လို့ဒီ A ရဲ့ဖုန်းကိုအခုလိုကျွန်တော်တို့တစ်ချက်ဒီတိုင်းလေးထားလိုက်မယ်ပြီးတော့တော့ကျွန်တော်တို့ဒီ B ရဲ့ဖုန်းတစ်ယောက်တစ်ချက်ဝင်လိုက်မယ်ဗောနော် B ရဲ့ဖုန်းမှာရှိတဲ့ AnyDesk software လေးတစ်ယောက်တစ်ချက်နေပြီးတော့ဝင်လိုက်မယ်ဒါတော့ B ဖုန်းဗောနော် Okay ပြီးတော့တော့ကျွန်တော်တို့ဒီမှာ โอเคโอ้ทับပြီးတော့နေလိုက်မယ်ဒီဖုန်းမှာလည်းပဲခဏကဟိုဘက်မှာပြတဲ့အတိုင်းပဲကျွန်တော်ဘာမှလိုက်လို့ဆရာမလို့ဒီမှာသူပြတဲ့ဒီအပြာရောင်လေးဒီကိုကျွန်တော်လိုက်ပြီးတော့ထောက်ပေးလိုက်ပါတော့အာအခုလိုက်ပြီးတော့ထောက်ပေးလိုက်ရုံပါပဲဘာလို့ဆရာမလို့โอเคโอเคဒီလိုလေးလိုက်ထောက်ပေးလိုက်ပါပြီးဒီနေရာမှာ don't you this again ကိုထပ်ပြီးတော့နှိပ်လိုက်မယ် โอเคနိုင်ပေးလိုက်မယ်โอเคဒီဖက်ဖုန်းမှာဆိုလို့ရှိရင်တော့ဒီမှာခုနကဒီဖက်ကဖုန်းတိုင်း notification ကိုတခါတယ်မဖွင့်ခိုင်းဘူးเนาะဒီမှာ computer ချက်မပေးထားဘူးကျွန်တော်အနေနဲ့ notification နဲ့ဒီ background notification တွေကိုတွားပြီးတော့ဖွင့်ပေးလိုက်ပါတော့โอเคနိုင်မယ် တကယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ဒီ notification ကိုကျွန်တော်တို့အခုလိုပိတ်ထားလိုက်ရတယ်မဖွင့်လိုက်ရတယ်ဘာလို့ဒါပေမဲ့အခုကျွန်တော်ကမိတ်ဆွေတို့ကိုပြပေးတာဖြစ်နေလို့ကြောင့်လို့အာအစအနေအဆုံးထိကျွန်တော်ပြပေးတော့เนาะဒီနေရာမှာတစ်ချက်ဖွင့်ထားလိုက်မယ် notification ကိုအခုလိုဖွင့်ထားပြီးပြီဆိုလို့ရှိရင်တော့ဒီထက်နေကျွန်တော်တို့ဘယ်နဲ့ထွက်လိုက်မယ်ကြည့်ထားဆိုရှင်တော့အခုကျွန်တော်တို့အနေနဲ့ဒီ anytech software တွေကိုဝင်လာကြရပါဘောเนาะဆိုတော့ကျွန်တော်တို့အနေနဲ့ဖုန်း screen ကိုကြည့်ဖို့အတွက် A ကနေပြီးတော့ B ရဲ့ဖုန်း screen ကိုကြည့်မလားဒါမှမဟုတ် B ကနေပြီးတော့ A ရဲ့ phone screen ကိုကြည့်မလားကျွန်တော်တို့ကြည့်လို့ရပြီဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုကြည့်မလဲ A ရဲ့ phone screen ကိုဒီ B ကနေပြီးတော့ကြည့်မယ်ဆိုရင်ဒီ A ဘက်မှာရှိတဲ့ဒီ A ရဲ့ phone ဘက်မှာရှိတဲ့ your address ဆိုတဲ့ဒီအောက်နာလေးကကနန်း3235689960ဒီကနန်းစေလုံးကိုဒီဘက်က B ရဲ့ phone enter remote address ဆိုတဲ့နေရာမှာလာပြီးတော့ရိုက်ထည့်ပေးရမှာဖြစ်ပါတယ် ဒါဆိုလို့ရှိရင်တော့ A ရဲ့ phone screen ကိုဒီဘက်က B ကကြည့်လို့ရမှာဖြစ်ပါတယ်ဗောနော်။ကြည့်ဒါဆိုရင်ကျွန်တော်တို့စမ်းကြည့်လိုက်ရအောင်ဗောနော်။ဒီဘက်မှာ A ရဲ့ phone မှာရှိတဲ့ဒီ UR address အောက်မှာရှိတဲ့ဒီ client စေလုံးကိုဒီဘက်က B ရဲ့ phone screen under remote address ဆိုတဲ့နေရာမှာလာပြီးတော့ရိုက်ထည့်ပေးလိုက်ပါ။ဒီ6နေ5ဒီ A ရဲ့ phone screen ကိုကြည့်ဖို့အတွက်ဒီ B ကနေပြီးတော့နံပါတ်ရိုက်ထည့်ပြီးသွားပြီဆိုရင်ဒီနားက ။မြားကောင်းလေးကိုတစ်ချက်မေးလိုက်မယ်။ Okay ဒါဆိုရှင်တော့ဒီဖက်က A ရဲ့ဖုန်းမှာအခုလူလာပြီးတော့ပြမှာဖြစ်ပါတယ်ဗောနော်။ A ရဲ့ဖုန်း screen မှာဒီထဲမှာအမှန် chip လေးတွေနှိပ်ပေးမယ် accept ကိုတစ်ချက်နှိပ်လိုက်မယ်ဗောနော်။ဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ permission profile ဆိုတဲ့နေရာမှာကျွန်တော်တို့တစ်ချက်နှိပ်မယ်ပေါ့နော် permission ကိုကျွန်တော်တို့အမျိုးမျိုးပေးလို့ရတယ်ပေါ့နော် permission ပေးမယ်ဆိုလို့ရှိရင်တော့ဒီ full access နေရာမှာ ကျွန်တော်တော့ full asset နေရာမှာထားလိုက်မယ်ပြီးတော့တော့အောက်နာလေးကဒီ accept နေရာမှာထပ်ပြီးတော့နှိပ်လိုက်မယ်ပေါ့နော်ဒီဒါဆိုရှင်တော့ဒီလိုလေးပေါ်လာဖြစ်ပါတယ်ဒါဆိုရင်တော့ဒီမှာ step နောက်ကိုတစ်ချက်နှိပ်လိုက်မယ် B ရဲ့ phone script မှာအခုလိုဒီနေရာမှာတစ်ချက်ထောက်လိုက်ပါတော့။ Okay ဒီလိုလေးပို့လာပြီဆိုလို့ရှိရင်တော့ဒီနေရာမှာပဲကျွန်တော်တို့ထပ်ပြီးတော့ထောက်လိုက်မယ်။ အဲ့လိုလေထိုက်ပြီးတော့ထောက်လိုက်မယ်ဘောနဘာလို့ဆရာမလို့ဒီတိုင်းလေးလိုက်ထောက်ပေးလိုက်ရုံပါပဲ Okay ဒီနောက်ဆုံးရှိတော့ဒီဖက်က A ရဲ့ phone screen ကို B ရနေပြီးတော့ကြည့်လို့ရတော့မှာဖြစ်ပါတယ်ဘောနမတွေ့လားโอเคเนาะဒါဆိုရှင်တော့ဒီဘက်က A ရဲ့ phone screen ကို B ရနေပြီးတော့ မြင်ရဖြစ်ပါတယ်နော် A ရဲ့ phone screen မှာမပါလို့လုံးဒီ B ရဲ့ phone screen ကနေပြီးတော့အခုလိုမြင်ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်တို့ YouTube တို့ဘာလို့တွကြည့်တယ် Google Chrome တို့ဘာလို့မှတွားတယ် Facebook တို့ဘာလို့ကျွန်တော်ဝင်ကြည့်တယ်ပေးနေရမှာဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီ A ရဲ့ phone screen မှာဝင်ကြည့်ရများအကုန်လုံးကဒီ B ရဲ့ phone screen မှာလာပြီးတော့ပြဖေးမှာဖြစ်ပါတယ် ုတ်ကဲ့ပါ TPD ကိုလေးကတော့ဒီလောက်ပါပဲဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်မိတ်ဆွေတို့အတွက်အကျိုးရှိတယ်ဆိုရင်ဗီဒီယိုလေးကို like and share များလုပ်ပေးတောင်းနိုင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်ပြီးတော့ဆုံကြရအောင်အားလုံးပဲမင်္ဂလာပါ